Hello အားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့လက်ရှိထွက်လာတဲ့သတင်းတချို့အရာကျွန်တော်တို့က Real Betis အသင်းရဲ့ဘက်ကတော့ Anthony Santos ကို အပြည့်သက်ခေါ်ယူလိုတဲ့အတွက်ဆွေးနွေးမှုတွေကြကြပြပြန်စတင်လှုပ်ဆောင်လာပြီးဖြစ်ပြီးတော့အခုဆိုလို့ရှိရင်အပြည့်သက်ခေါ်ယူနိုင်မှုအတွက်သဘောတူညီမှုရဖို့လဲနီးစပ်မှုတွေရှိလာပြီးဆိုပြီးတော့ကျွန်တော်တို့ကစပိန်က reporter တချို့ကပေါ်ပြလာတာတွေကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့တချို့ reporter တွေမှာဆိုလို့ရှိရင်လည်း Anthony Santos ကိုတော့ ဒါ reliability ကသဘောကျတယ်သူတို့အပြည့်အစုံခေါ်ယူဖို့ကတော့ဝန်လေးနေသေးပဲဆိုတဲ့တနည်းနည်းလေးကျွန်တော်တွေ့နေရတယ်ဆိုတော့အမျိုးမျိုးပဲပေါ့နော်ဆိုတော့ဒီထဲကမှကျွန်တော်အနေနဲ့ဒီဖြစ်နိုင်ခြေတွေကိုလိုက်ပြီးတော့ကျွန်တော်ကြည့်ကြည့်ရရင်ဒီတနည်းနည်းကဗျာတော်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 တော့စောင့်ကြည့်တဲ့အခြေအနေပါပဲဘာလို့လဲဆိုတော့ဒါလောက် performance ကလေးနဲ့အပြည့်အစုံခေါ်ယူဖို့အတွက်ဆိုတာကတော်တော်ကြီးကိုခရင်လို့ ਨੇ သူဒီပြင်းတော့ပေါ့နော် reliability တို့လိုမျိုးငွေကြီးအများကြီးတက်နိုင်ခြင်းမရှိတဲ့အသင်းတွေအတွက် ဒီအရာရာသူတို့ကကြည်ရမှာဒါပါတော့အန်တိုနီဆန်တိုးဆိုလို့ရှိရင်ကျွန်တော်တို့အာပုံစံကောင်းနေပြရဲဘာညာပေါ့ဒီကတဲ့တွေးကြည့်ရရင်ကစားမရဲ့ performance ကအဲ့လောက်ထိဟုတ်နေတာမဟုတ်ဘူး Manchester United မှာတော့ငါနဲ့ဆိုင်ဘာမှမကွာဘူးဗျာဘာမှန်ကူမကွာတာတကယ်ပြောတာเนาะ United မှာတော့ငါပုံစံဒီတိုင်းဒီတိုင်းမင်းသူသွားနေတာပြောဆိုလေးပဲဒါခြေသွန်းကောင်းလာတယ်လို့ကျွန်တော်တို့ပြောလို့မရဘူးသူအဲ့လိုမျိုးဆိုတော့ Batty ရဲ့ဘက်ကတော့ကျွန်တော်အနေနဲ့ဖြစ်နိုင်ရည်သူတို့လုံးမယ်ဆိုလို့ရှိရင်ဒါအငားထက်ပြီးတော့ခေါ်တာမျိုးပဲတွေးရလိမ့်မယ်လို့ထင်တယ် ပါတော့နောက်ထပ်တရားသည်အငှားခေါ်တာမျိုးပေါ့နော်နောက်တရားသည်သူတို့အနေနဲ့ okay လောက်ခလာစားလဲသူတို့ဒါနည်းနည်းလေးပို့ပြီးတော့ပေးမယ် Manchester United ကလည်းလက်ခံမယ်ဆိုလို့ရင်နောက်တစ်နှစ်နောက်တရားသည်အငှားထပ်ပြီးတော့ခေါ်တာမျိုးကြီးမြင်ကောင်းမြင်ရလိမ့်မယ်တရမပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့ကဟိုဘက်တီကိုသူရောက်သွားတာနော်တရားသည်မဟုတ်ဘူးယာစီဝတ်ပဲအဲ့လိုမျိုးဆိုတော့အပိသက်ကတော့ကျွန်တော်ဖြစ်နိုင်ခြေကတော်ကြီးနည်းတယ်လို့ကျွန်တော်ထင်တယ်နောက်ချက်ရှိတယ်ဗျာနံပါတ်1က Manchester United ကိုပေးရမယ်လို့ဒီပြောင်းရွှေ့ကြီး ယူနိုက်တက်ကအန်တိုနီဆန်တိုးစ်ကိုရောင်းချတဲ့နေရာမှာကစားမဖြစ်သူရဲ့ကျွန်တော်တို့ပေးတုံးကဈေးကိုပြန်တော့လုံးဝတော့ရမှာမဟုတ်ဘူးเนาะမရတော့မှအတိုင်းအတာတစ်ခုဒီကာဘာဖြစ်နိုင်မယ်ကြီးတော့ကျွန်တော်တို့အနေနဲ့ဒီမန်းလုံးမှကျွန်တော်ရမယ်ဒီပြင်တော့ဘာလို့ယူရိုတန်းတရာတိကျွန်တော်ပေးခဲ့ရတဲ့ပေါင်၈၈သန်းလာပေးခဲ့ရတယ်ဒါပေမဲ့တော့အဲ့လောက်ထိပြန်ရဖို့မရှိဘူးမရှိတဲ့အပြင်ကျွန်တော်တို့ကပေါင်တန်း40လောက်ဆိုရင်တောင်မှအသင်းတွေပြန်ကာဘာဖြစ်သေးတယ်ပြည်ထနာကအဲ့ဒီပမာဏကိုဘတ်ဂျက်ဘက်ကဘယ်လိုမှပေးနိုင်မယ့်အခြေအနေမျိုးမှာရှိမနေဘူး ်တန်း30ဆိုလို့ရှင်တော့ Manchester United အနေနဲ့စဉ်းစားကောင်းစဉ်းစားနိုင်သေးတယ်ဒါပေမဲ့လည်းအဲ့ပမာဏကကပါမဖြစ်တော့ဘူးသို့တော်လည်းပဲလုံးဝတပြားတစ်ချက်မှမရတာနဲ့စားလို့ရှင်တော့တန်း30တို့တန်း25တန်းတို့ရရင်တောင်မှငင်းလို့ရတဲ့အနေထားတော့မဟုတ်ဘူးပေါ့လေဒါကြောင့် Anthony Santos ကို Real Betis ကခေါ်ဖို့ကြိုးပမ်းမဲ့အနေထားမှာအပြည့်သက်ဆိုတာအခက်အခဲဆုံးပဲကျတော့ပြောင်းချွေချစ်တရရှိမယ်နောက်တစ်ခုကကစားသမားရဲ့တပတ်ကိုနှစ်သိန်းရနေတယ်လာစားဒါကိုကျွန်တော်တို့ဘက်တစ်ဘလူးပြီးမလဲ ယခုတော့ရှိတယ်ပေါ့နော်ကစားမားတွေရဲ့ဘက်ကရှော့ယူရင်တော့အရာရာအဆင်ပြေတာပေါ့လေပြည်တနာက ကစားမားတွေကဒါစာချုပ်ရှိနေတဲ့စာချုပ်တွေနဲ့အလုပ်လုပ်ကြတာဗျာကြည့်လားစာချုပ်ရှိနေတယ်ဆိုတော့မလွယ်ဘူးအန်တိုနီဆန်တိုကမန်ချက်စတာယူနိုက်တက်နဲ့ထားပါတော့နောက်တဲ့2နှစ်ထိတက်တန်းရှိနေသေးတယ်အဲ့ဒီ2နှစ်ယူနိုက်တက်မှာဆက်နေရင်ဒီဘက်ကို2သိန်းရမယ်အကယ်လို့အဲ့လိုမဟုတ်တော့ဘဲနဲ့သူ့အနေနဲ့ဆိုဒီဗာလဲရီယယ်ဘက်တစ်ကိုပြောင်းမယ်ဒါပေမဲ့လို့ပေါ့နော်ဘတ်တစ်ကတော့မင်းကိုဒီဘက်ကို6000လောက်ပဲ8000လောက်ပဲ3000လောက်ပဲပေးနိုင်မယ်ဟေ့ဆိုလို့ရှိရင် ကစားမပါကကျွန်တော်တို့ဒါ OK ပါညာခေါင်းငိမ့်ပါမလားကျွန်တော်မထင်ဘူးဗျာအခု United မှာသူ2သိန်းရတယ်ဆိုလို့ရှိရင်အဲ့ဒီ2သိန်းရဖို့အတွက်သူကျွန်တော်တီးတော့ဆိုလို့ရှိရင်တော့စပိန်မှာဘောလုံးသမားတွေဟာဒီပုံမှန်လူသမားတွေထက်90ရာခိုင်နှုန်းအခွန်ဆောင်ရတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်90ရာခိုင်နှုန်းအခွန်ဆောင်ရတယ်ဆိုပြီးကျွန်တော်သိရတယ်ဒါကြောင့် Real Madrid တို့ဘာလို့မှလစာတွေအများကြီးမပေးဘူးလစာတွေဘယ်သူမှအများကြီးကျွန်တော်ရကြတယ်ဆိုတော့ကျွန်တော်မရှိဘူးဗောနော်တခြားကစားသမားတွေ Premier League ကကစားသမားတွေနဲ့ရှင်လိုက်ရင်လစာတွေကဘာမှသိပ်မကွာဘူး ကျတော့၄သိန်းလောက်ပြီးမှ၂သိန်းလောက်ရမယ်အချိန်ဒီမျိုးမှာဘတ်ဂျက်တွေအဆင်မပြေဘူး။ကျန်အန်တိုနီဆန်တိုနဲ့ပတ်သက်တော့သတင်းတွေကနောက်ပိုင်းမှာတခြားတက်လာတယ်။တချို့ကျတော့လည်းအဲ့ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ပြောစီကျင်ကြတယ်။ပေါ်လိတကယ်လားအန်တိုနီဆန်တိုကိုတကယ်ခေါ်မလာပါညာပေါ့။ညရီပြောင်းရွှေ့တိတော့စောင့်ကြည့်ရမှာပါ။ယူနိုက်တက်ဘက်ကလည်း25တန်းလောက်နဲ့လက်ခံနိုင်မယ်။ အန်တိုနီဆန်တိုကိုရန်ကလည်းဘတ်ဒစ်ထံကိုလာစာတူပြီးတော့မယူဘဲနဲ့လာစာအတိုင်းအတာတစ်ခုထိရှော့ပြီးတော့တော့မယုံမယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်ကြီးမရှိဘူးလို့ပြောလို့မရဘူးဘယ်လိုသို့သောအနည်းဆက်ဆုံးဒီအန်တိုနီဆန်တိုကိုနောက်တရာဒီအငှားဆက်ပြီးတော့ကျွန်တော်သာဒီဝယ်အငှားဆက်ပြီးတော့ခေါ်တာပဲဘတ်ဒစ်ရဲ့ဘက်ကဒီနေရာမှာ United ဘက်ကဘယ်လိုပြင်ဆင်ထားတယ်လဲဒါတွေကိုပဲကျွန်တော်ကြည့်ရမှာဆိုတော့အန်တိုနီဆန်တိုတိတက်ပူကောင်းတဲ့ performance တွေ ဘတ်တစ်မှာပြဖို့ပဲကျွန်တော်လိုတယ်အကယ်လို့အဲ့လိုမျိုးဆိုလို့ရှင်ရီယယ်ဘတ်တစ်မှာမဟုတ်တော့တခြားကလပ်တင်းနေထန်သူရဲ့သူရဲ့ပုံစံကောင်းနေတဲ့ဒါဆွဲဆောင်မှုလုပ်လို့ရတယ်ဗျာအခုကတော့မလွယ်ဘူးပေါ့လေဆိုတော့အန်တိုနီဆန်တိုးစ်ကိုကျွန်တော်အပြည့်တဲ့ရောင်းချသွားနိုင်မယ်လို့ထင်ကြလားဆွေးနွေးရပါဦး